ဆော်ဒီအာရေဗီယာမှာအမေရိကန်နဲ့ယူကရိန်းဆွေးနွေးပြီးတရက်အကြာအမေရိကန်အဆိုပြုထားတဲ့ရုရှားနဲ့ရက်30ကြာချက်ချင်းအပြစ်ခတ်ရရေးသဘောတူညီမှုကိုလက်ခံဖို့အသင့်ရှိတယ်လို့ယူကရိန်းကပြောကြားလိုက်ပါတယ်။ဒီကမ်းလှမ်းမှုကိုရုရှားစီတင်ပြသွားမယ်လို့အမေရိကန်နိုင်ငံဂျာယေးဝန်ကြီးမာကိုရူဘီယိုကပြောကြားပြီးရုရှားအပေါ်မူတည်နေတယ်လို့ပြောထားပေမဲ့ကရီမလင်နန်တော့ကမတုံ့ပြန်သေးပါဘူး။ အပြုသဘောဆောင်တဲ့အဆိုပြုချက်ကိုရုရှားလက်ခံလာအောင်စီယုံဖို့ကအမေရိကန်ဘက်မှမူတည်နေပြီလို့ယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီကပြောကြားထားတာပါ။ ီးခဲ့တဲ့ February 28ရက်က American သမ္မတ Donald Trump နဲ့ Ukraine သမ္မတ Zelensky တို့အင်ဖြူရောမှာအချင်းများခဲ့ကြပြီးနောက် March 17ရက်က Jeddah မြို့မှာတွေ့ဆုံတာဟာနိုင်ငံခြားပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။ပူရဲကြီးညာချက်ထဲမှာတော့အမေရိကန်ကယူကရိန်းတို့ထောက်လှမ်းရေးသတင်းပြန်လည်ဝေမျှမှာဖြစ်တယ်လို့လုံခြုံရေးအကူအညီနဲ့ချက်ချင်းပြန်ပေးမှာဖြစ်တယ်လို့ဖော်ပြထားတာပါ။ ဒီအဆိုပြုချက်ကိုရုရှားကလက်ခံမယ်လို့မျှော်လင့်ကြောင်းဝန်ကြီးရူဘီယိုကဂျက်တာမြို့မှာမတ်လ17ရက်နေ့ညနေပိုင်းမှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်ပြောကြားခဲ့တာပါရုရှားနဲ့ယူကရိန်းကြားချက်ချင်းအပြည့်ရက်ပြီးညှိနှိုင်းမှုတွေလှုပ်ဆောင်မှုအမေရိကန်ကအကြိုးပန်းနေတာဖြစ်ပါတယ်။အခုချိန်မှာတော့ရုရှားအနေနဲ့စစ်ပွဲကိုရက်စီလိုတဲ့ဆန္ဒရှိသလား။ဒါမှမဟုတ်စစ်ဆက်တိုက်လိုသလားဆိုတာကိုပြသရတော့မှာဖြစ်တယ်လို့သမ္မတဇယ်လန်စကီကပြောပါတယ်။ ဒီအဆိုပြုချက်နဲ့ပတ်သက်လို့ရုရှားကလူသိရှင်ကြားမတုတ်ပြန်သေးပေမဲ့ဩစာကြီးရဲ့ရုရှားလွှတ်တော်အမတ်တအူးကတော့သဘောတူညီမှုရယူမယ်ဆိုရင်ရုရှားသတ်မှတ်ချက်တွေအတိုင်းဖြစ်ရမှာဖြစ်ပြီးအမေရိကန်သတ်မှတ်ချက်တွေနဲ့သဘောတူညီမှုမယူဘူးလို့ပြောဆိုထားပါတယ်